ငယ်ဘဝမှာအဖွားရဲ့ချစ်ချင်းမေတ္တာဖော်ကျူးတဲ့ဒီမုံလေးကိုစားဖူးကြတဲ့သူတွေရှိလား။ကောင်းချင်းမုံနဲ့ဆံမုံနှမျိုးရှိအောင်နဲ့အလွယ်လောက်စားလို့ရတယ်။လက်နှိမ်မုံခေါ်မုံချက်တိုက်လုံးလေးလေးပြပြလိုက်ပါပြီ။အရင်ဆုံးမုံနဲ့နယ်ဖို့ကောင်းချင်းမုံလေးကဆံမုံတစ်ခွက်ရောဆက်ပါမယ်။စားလေးမကြီးစိတ်ကန်ထည့်ပြီးရင်းနှခွက်မပြည့်တပြည့်လေးထည့်ပါမယ်ရှင်။ရေ ው တစ်ခါလေးလောက်မထည့်ပဲနည်းနည်းချင်းစီထည့်ပြီးနယ်ပေးပါမယ်။ အမုန်းချင်တွေတဲ့ပုံကွဲနိုင်လို့ရေကိုမုံလုံးမို့တင့်ယုံချိန်စားထဲနိုင်ပါတယ်။မုံနှစ်ကိုတေချာနှက်ဆက်အောင်နေပြီးတင့်တော်တယ်လို့မုံလုံးလေးရေလုံးက15မိနစ်ခန့်နှက်ထားပါမယ်။ပြီးရင်တော့အုတ်ကိုမိဖို့ပေါ်တင်ပြီးစီနဲနဲလေးတုပ်ပေးပါမယ်။စီပူလာရင်မုံလုံးလေးရေထည့်ပါမယ်။အညာမှာတော့တန်တဲ့ကြားအပြန့်ကြီးပေါ်မှာရောင်မနှစ်ခုနဲ့မုတ်ဖြတ်ပါမယ်။မီးကိုပုံမှန်မပြင်းမပြော့အနေထားနဲ့ပဲကြော်ပေးပါနော်။ ူလီယာကတော့တဖက်ချင်းမုံသားလေးတင်းလာအောင်ကြော်ပါတယ်။မာရာမကြိုက်ရင်အယောင်နဲ့နဲ့ပြောင်းလာရင်ဆယ်လို့ရပါပြီနော်။ပြီးရင်တော့စမ်းစားဖို့ထညက်ရည်လေးကြိုပါမယ်။ရင်းနှွေးဆူလာရင်စေးထားတဲ့ထညက်ဆယ်လုံးကိုအိုးရဲထည့်ပြီးကြိုရုံပါပဲ။ကိုကြိုက်တဲ့အပြစ်ကြီးအနေထားရရင်အိုးချနိုင်ပါပြီရှင်။ခက်ပြစ်ပြစ်လေးဆိုပို့ပြီးတော့စကောက်ပါမယ်။အညာမှာတော့ထညက်ရည်နဲ့စားသလိုတကြားလေးလေးဖြူစားပါပါတယ်။ ုံသီးချစ်လေးချစ်ပြီးဖြူးစားရင်ပိုစားကောင်းပါတယ်ယူလီယာကတော့အသင်ဝယ်ထားတာမရှိလို့မထက်လိုက်ရပါဘူးရှင်လုံနီးလွယ်ကူပြီးတော့အကုန်ကြတတ်တာတော့မီးတွေပူစားတိုင်းအဖွားလောက်ကြီးတဲ့မုံလေးပေါ့နော်အဖိုးဖွားတို့နဲ့ဖြတ်တန်းမှုတဲ့သူတိုင်းခေရဲ့ကလေးတွေကိုဒီလိုရိုးရမုံလေးကြီးစားဖို့အောင်လှုပ်ကြွေးကြည့်ကြပါအောင်နော်နောက်ထပ်ဗီဒီယိုလေးတွေနဲ့မင်းနဲ့ငါရဲ့စိုးဆောင်လေးမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်